ဆောင်မယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အရှိတောင်အာရှမှာစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဗီယက်နမ်ရဲ့တမန်ခီအကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်ဗီယက်နမ်ဟာဘလို့နှစ်ပိုင်းကွဲခဲ့တယ်လဲအမေရိကန်ပြည်ထောင်စုကရောဘာလို့ဝင်ရောက်စစ်ဖြစ်ခဲ့ရတယ်လဲပြီးတော့အခုလက်ရှိဗီယက်နမ်ဆိုရှယ်လစ်တမန်နိုင်ငံဖြစ်ဘလို့ရည်တည်လာခဲ့တယ်လဲဆိုတာကိုဒီဗီဒီယိုထဲမှာပြောပြသွားမှာဖြစ်ပါတယ် ြင်သစ်ကိုလိုနီခေတ်ဗီယက်နမ်နိုင်ငံတမန်ရဲ့အစောပိုင်းကာလတွေမှာသူတို့ဟာပြင်သစ်ကိုလိုနီဖြစ် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပါတယ်19ရာစုနောက်ပိုင်းမှာပြင်သစ်အင်ဒိုချိုင်းနာအဖြစ်ထည့်သွင်းခဲ့ပြီးပြင်သစ်တွေဟာဗီယက်နမ်ရဲ့တယံဇာတတွေကိုထုတ်ယူတော့ဆွဲခဲ့ပါတယ်ပြီးတော့ဗီယက်နမ်ပြည်သူတွေအပေါ်ခေါင်းပုံဖြစ်ခဲ့ကြပါတယ်ဒီလိုပြင်းထန်မှုတွေကြောင့်ဗီယက်နမ်လူမျိုးတွေဟာလွတ်လပ်ရေးအတွက်တော်လှန်ပုံကံမှုတွေအကြိမ်ကြိမ်လုပ်ခဲ့ကြပါတယ် ဒီထဲမှာမှနောက်တစ်ချိန် VNM ခေါင်းဆောင်ကြီးဖြစ်လာမယ်ဟိုချီမင်းလိုပုဂ္ဂိုလ်တွေလည်းပါဝင်လာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်နှင့်ဂျပန်ဝင်ရောက်သိမ်းပိုက်မှု1940ပြည့်နှစ်တွေမှာတော့ဂျပန်တို့ကပြင်သစ်အင်ဒိုချိုင်းနာကိုသိမ်းပိုက်ခဲ့ပါတယ်ဒီလိုသိမ်းပိုက်မှုမှာဂျပန်တို့ကအကောင်သိမ်းပိုက်လိုက်တယ်ဆိုတော့လေပြင်သစ်တို့ရဲ့အုပ်ချုပ်မှုကိုဆက်လက်ထားရှိခဲ့တယ်ဆိုတာကိုတော့သိသိချင်ပါတယ်ပြောရမယ်ဆိုရင် ဂျပန်တို့ရဲ့လွမ်းမမှုအောက်မှာရှိတဲ့ပြင်သစ်တို့ရဲ့အုပ်ချုပ်မှုပေါ့ဂျပန်တွေစစ်ရှုံးလို့ဆုံးခွာသွားချိန်မှာဗီယက်နမ်တွေအတွက်လွတ်လပ်ရေးရမယ့်အခွင့်အရေးကြီးပေါ်ပေါက်လာပါတယ်1945ခုနှစ်မှာဟိုချီမင်ဦးဆောင်တဲ့ဗီယက်မင်းအဖွဲ့ကဗီယက်နမ်ဒီမိုကရက်တစ်တမတနိုင်ငံဖြစ်လွတ်လပ်ရေးကိုကြီးညာခဲ့ပြီမယ်ပြင်သစ်တွေကသူတို့လက်အောက်မှာဗီယက်နမ်ကိုပြန်လုံခြင်နေတဲ့အတွက်ပထမအင်ဒိုချိုင်းနာစစ်ပွဲကြီးဖြစ်လာပါတော့တယ် 1954ခုနှစ်မှာတော့ Don Vian Phu တက်ပွဲကနေ Vietnam တို့ပြင်သစ်အားအပြတ်သက်နိုင်ယူလိုက်နိုင်ပြီးဒီအနိုင်ကပဲပြင်သစ်တွေကို Vietnam ကြီးကလည်းအပီးတိုင်မောင်းထုတ်နိုင်ခဲ့တာ Geneva သဘောတူညီချက်ကိုလက်မဲ့ရည်ထိုးခဲ့ကြပါတယ် Vietnam တောင်နှင်းမြောက်နှစ်ပိုင်းကွဲခြင်း Geneva သဘောတူညီချက်အရ Vietnam ကို70ဒီဂရီမြင့်ပြိုင်တဲ့ယာယီအားဖြင့်နှစ်ပိုင်းခွဲခဲ့တာမြောက်ပိုင်းကိုဟိုချီမင်ဦးဆောင်တဲ့ကုမြင့်အစိုးရနဲ့တောင်ပိုင်းကိုတော့ အမေရိကန်ထောက်ပံ့မှုရတာနဲ့ကွန်မြူနစ်မဟုတ်တဲ့အစိုးရတို့နဲ့တီဆောင်ခဲ့ကြပါတယ်။ဒီဂျနီဗာသဘောတူညီချက်မှာနှစ်နှစ်အတွင်းနိုင်ငံကိုပြန်လည်ပေါင်းစည်းဖို့ရွေးကောက်ပွဲကျင်းပရမယ်လို့ပါဝင်ခဲ့ပေမယ့်တောင်ဗီယက်နမ်အစိုးရနဲ့အမေရိကန်တို့ကကွန်မြူနစ်တွေနိုင်မှာဆိုတဲ့အတွက်ရွေးကောက်ပွဲကိုငြင်းဆက်ခဲ့ကြပါတယ်။အဲဒီအချိန်တုန်းကလည်းအမေရိကန်မှာဒိုမီနို theory ဆိုတဲ့ community ဝါဒပြတ်ပွားမှုကိုတားဆီးတဲ့ policy ရှိခဲ့ပါတယ်။ဒီအချက်ဟာပဲ နောက်အချိန်ဖြစ်လာမယ်ဗီယက်နမ်စစ်ပွဲရဲ့အဓိကအစပြုရာဖြစ်လာခဲ့ပါတယ်အမေရိကန်ဝင်ရောက်လာခြင်းနဲ့ဗီယက်နမ်စစ်ပွဲရေကောက်ပွဲမကျင်းပဖြစ်တော့မြောက်ဗီယက်နမ်တွေဟာတောင်ဗီယက်နမ်မှာရှိတဲ့ကွန်မြူနစ်ပျောက်ကြားအဖွဲ့ဖြစ်တဲ့ဗီယက်ကွန်တွေကိုထောက်ခံပြီးတောင်ဗီယက်နမ်အစိုးရကိုတတ်ခဲ့ဖို့ပုံမအားထုတ်လာခဲ့ပါတယ်တစ်ဖက်မှာကွန်မြူနစ်ဝါဒပြတ်ပွားမှုကိုတားဆီးခြင်းနဲ့အမေရိကန်တွေကလည်းဒီစစ်ပွဲတွေကိုအပြေးအပြေးနဲ့နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာပါတော့တယ် ဒီလိုနဲ့1964ခုနှစ် God of Token Incident Prompting ပြင်လဲအော်မှာ American ဒုတိယကာကွယ်ရေးရေတပ်တင်မော့ကိုတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း American တွေဟာမြောက် Vietnam ကိုလေကြောင်းတိုက်ခိုက်မှုတွေစတင်လှုပ်ဆောင်လာပါတော့တယ်။ပြီးတော့နေပြင်တိုက်ပွဲတွေလည်းစတင်ဆင်နွှဲလာပါတော့တယ်။1965ခုနှစ်လောက်ကစပြီး American တပ်ဖွဲ့ဝင်တွေအများပြားတောင် Vietnam သို့ရောက်ရှိလာကြပြီးမြေပြင်တပ်ပွဲတွေလည်းအကြီးအကျယ်ဖြစ်ပွားလာခဲ့ပါတယ်။ ဒါဟာအမေရိကန်တမိုင်းမှာအရှိကြဆုံးနဲ့အကောင်ကြအများဆုံးစစ်ပွဲတစ်ခုဖြစ်ခဲ့ပေမဲ့ CNMD ရဲ့ပျောင်မြောက်တဲ့ပျောက်ကြားစစ်နီးပြူဟာခိုင်မာတဲ့စိတ်တဲ့အပြင်ထူထဲလာတဲ့တောအုပ်တွေကြောင့်အမေရိကန်တွေဟာဒီစစ်ပွဲမှာအခက်တွေ့လာခဲ့ပါတယ်။တချိန်တည်းမှာပဲအမေရိကန်ပြည်တွင်းမှာစစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြီးထွားလာခဲ့တဲ့အတွက်1983ခုနှစ်မှာပါရီငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပြီး American တက်တွေဟာလည်း VNM ကြီးကနေဆုံးခွာသွားခဲ့ပြန်ပါလေ။ ရင်ချမ်းရေးနဲ့တောင်မြောက်ဗီယက်နမ်ပြန်လည်ပေါင်းစည်းခြင်းအမေရိကန်နေဆုတ်ခွာသွားပြီးမကြခင်မှာပဲမြောက်ဗီယက်နမ်တပ်တွေဟာတောင်ဗီယက်နမ်ကိုအပိတက်ထိုးစစ်ဆင်တိုက်ခဲ့ခဲ့ပြီး1985ခုနှစ်ဧပြီလ30ရက်နေ့မှာတောင်ဗီယက်နမ်ရဲ့မြို့တော်စိုက်ကွန်မြို့ကိုရရှိခဲ့ပြီးတောင်ဗီယက်နမ်သမ္မတယွမ်ဝမ်မင်းကအရှုံးပေးကြေညာချက်ကိုထုတ်ပြန်ခဲ့တာစစ်ပွဲကြီးလေးပြီးဆုံးသွားခဲ့ပါတယ်စိုက်ကွန်မြို့ဆိုတာအခုဟိုချီမင်းမြို့ကိုပြောတာဖြစ်ပါတယ် မြောက်ဗီယက်နမ်တွေဟာတောင်ဗီယက်နမ်ကိုတိမ့်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းအမီပြောင်းလဲခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်1986ခုနှစ်မှာတော့တောင်နဲ့မြောက်ဗီယက်နမ်တွေဟာတရားဝင် ပြန်လဲပေါင်းစည်းခဲ့ပြီးဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဖြစ်ထူထောင်ခဲ့ကာတောင်ပိုင်းရဲ့အစိုးရကိုဖျက်သိမ်းဖျက်ဆီးခဲ့ပါတယ်စစ်ပွဲပြီးကစားမှာစီးပွားရေးခက်ခဲတွေရှိခဲ့ပေမဲ့1986ခုနှစ်ကစပြီးဒိုမွေလို့ခေါ်တဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့်ဗီယက်နမ်ဟာလင်းမြန်စွာတိုးတက်လာခဲ့ပါတယ် ဒီနေ့ဗီယက်နမ်ဟာအဲ့ဒီဒုံမွေလို့ခေါ်တဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့်ပဲကမ္ဘာစီးပွားရေးမှာအရေးပါတဲ့နေရာကပါဝင်လာခဲ့ပြီးခီးသွွားလုပ်ငန်းလည်းအလွန်ဖုံးပြိုးလာခဲ့တာဖြစ်ပါတယ်။ပြီးတော့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံဆက်ဆံရေးအလွန်ကောင်းမွန်အောင်လှုပ်ဆောင်လာနိုင်တာကိုလည်းတွေ့ရပြန်ပါတယ်။ဗီယက်နမ်ဟာကွန်မြူနစ်နိုင်ငံဆိုပေမဲ့တရုတ်လိုမျိုးကွန်မြူနစ်နိုင်ငံတော့မဟုတ်ပါဘူး။နိုင်ရှင်ပြရမယ်ဆိုရင်စီရီထင်းချုံမှုမှာတရုတ်ဟာအလွန်တင်းကျပ်ပေမဲ့ VNM ကတော့နည်းနည်းပွင့်လင်းတဲ့ဘက်ကိုပိုသွားပါတယ်။အင်တာနက်ထိန်းချုပ်မှုမှာလည်းအားလုံးသိကြတဲ့အတိုင်းတရုတ်ဟာ Great Firewall နဲ့ Sensor Shit ကိုပြင်ထက်ပေးမယ်။ VNM မှာတော့ Facebook, YouTube စတဲ့ Social App တွေကိုလွတ်လပ်စွာသုံးလို့ရပါသေးတယ်။လူလူရဲ့ပြောဆိုတံကိုလည်းတရုတ်ကအကုန်လုံးနှီးပါထိန်းချုပ်ထားပြီးမယ်။ VNM မှာတော့လူတချို့ကအစိုးရအပေါ်စနစ်အပေါ်မှာတုံ့သက်ချက်ပြေးလို့ရနေပါသေးတယ်။ပြောရမယ်ဆိုရင် ကွန်မြူနစ်ချင်းတူရင်တောင်မှတရုတ်လိုအကုန်မတင်းကျပ်ထားပဲ VNM အစိုးရဟာပွင့်လင်းမြင်သာမှုဘက်ကိုပူပြီးသွားပါတယ်။ကဲဒီဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ။